တောင်စားပွားကနေအရင်ဖြစ်တာပုံပြင်စားရဲမှာပဲရှိတယ်လို့ခမားယုံကြည်နေတဲ့ဒီတောင်စားပဲခမားလုပ်နေရအောင်ပါပဲမဖြစ်နိုင်တာတွေကိုယုံကြည်ပါကဘာကြီးမှာမဖြစ်နိုင်တာတွေကပဲယနေ့ခင်မှာဖြစ်နေလို့ပါစတီဗင်ချောင်1960ခုနှစ်ဇွန်လ22ရက်နေ့တရုတ်နိုင်ငံဟောင်ကောင်မြို့ကတာမန်မိသားစုတစ်ခုမှာကလေးတယောက်ကိုမွေးဖွားခဲ့ပါတယ် ဖခင်ဖြစ်သူလောင်စားသမားရဲ့အကျွေးတံကိုအလူးလက်ခံနေရတဲ့ဇနီးဖြစ်သူခြေတွက်တော့တာသမီ9ယောက်နဲ့စားဝတ်နေရကကြက်တဲလုံးလာတယ်။အမဖြစ်သူ၄ယောက်ကပဲအငဲလူလူကြောင်တတောင်ဖြစ်နေကြတယ်မိခင်နဲ့မွန်ဖြစ်သူလူမဲကလေးကိုခေါ်ပြီးထိုးချင်းကဟောင်ကောင်ရဲ့ဇရိုက်ကြတဲ့အခွန်လို့ဈေးတစ်ခုနောက်ကအပေါ်စားအိတ်ခန်းတစ်ခုမှာပြောင်းရွှေ့နေဆိုင်ခဲ့ကြပါတယ်။အမကြီးဖြစ်သူကအမကြီးအမိရာပိတပါပြီတဲ့။ မိန်ကလေးတွေမှာဈေးတွေကခေါဆွဲဆိုင်ဒီဇိုင်းမှာအကူအနေနဲ့ဝင်လောက်တယ်။အမားလည်းဖြစ်သူကလက်တဲညှက်လိုက်ရောင်းတယ်။အငယ်ဆုံးညီမနဲ့မောင်လေးအပြင်မိခင်ဖြစ်သူရောဂါတွေကိုပါလောက်ကင်ကျွေးမိခဲ့ကြတယ်။ဒါပေမဲ့မိခင်ဖြစ်သူကလည်းဒီတိုင်းတော့မနေခဲ့ဘူး။သူယူသွားရင်တော့တားဖြစ်သူကိုအမားတွေလိုပညာမတတ်သူများခိုင်းပဲမဖြစ်စေချင်တဲ့အတွက်ကြာရလောက်လောက်ပြီးပြူးပြူးဆော့ဆော့ပြေးခဲ့ပါလေ။ မိန်းမသားတွေနဲ့ရည်နေရတဲ့ယောက်ျားလေးတယောက်ဖို့တော့အခက်အခဲရှိလာတာပေါ့အမားတွေကအရင်ချက်တော့မွန်ဖြစ်သူကိုပိုးမွေးသူလိုမွေးကြကြတယ်အဖြစ်သေးတယ်ပေါ့ဗျာဒါကြောင့်လည်းမွန်ဖြစ်သူဟာစကားနေချင်းတခုခုဆိုငိုတက်ချင်းကိုနဲ့ကလေးဖြစ်ချင်းနဲ့ချင်းပါလာခဲ့တယ်ဒီလိုနဲ့သူမူလာတန်းကို အမားငယ်ဖြစ်သူနဲ့သူစတတ်ချိန်မှာတော့ပြဿနာကစတာပါပဲကျောင်းမှာ ညီမတွေចောင်းလာပြီးတော့အချောက်စသဖြင့်စခံရပါတယ်။ငိုပြီးចောင်းပြန်လာတာကလည်းဘာမှမတုတ်ပြန်တက်ခဲ့ဘူး။အမဖြစ်သူတွေကမဖြစ်တော့ဘူးဆိုပြီးចောင်းထိလိုက်ရန်တွေးရတာလည်းအခါမနေပေါ့။မုံဖြစ်သူကတော့မပြောင်းလဲသွားရပါဘူး။နောက်ပိုင်းအမဲလလိုအားငယ်နေတက်တဲ့တာဖြစ်သူကိုမိခင်က စိတ်အပြောင်းလဲဖြစ်အောင် TV တလုံးဝယ်ပြီးဆုံးဖြတ်လိုက်တော့လေ။ဆင်းရဲတဲ့မိသားစုတွေကို TV တစ်လုံးတန်ဖို့ကမနည်းလာဘူး TV အင်ကိုရောက်ပြီးမကြဘူးတားဖြစ်သူစတင်စိတ်ဝင်စားသွားတဲ့သူက Bruce Lee ပါပဲ Bruce Lee ကားတွေကိုအမြဲကြည့်အမြဲအားပေးကြတဲ့တားဖြစ်သူကထူးချင်းကစပြီးအမေတားတူလိုမင်းသားဖြစ်ချင်တယ်ဆိုတဲ့စကားကိုစတင်ဖွင့်ပြောခဲ့ပါတော့တယ်ဒါကမိခင်ဖြစ်သူတားကိုပြုပြင်ပြောင်းလဲဖို့လမ်းစာရခဲ့တာပါပဲ စိတ်ကူးညီမှုလမ်းဟာလက်တွေ့ဖြစ်လာဖို့လမ်းစားပါပဲစတီဗင်ချောင်းအဲဒီနောက်ပိုင်းမှာတော့တားဖြစ်သူစတင်ကြောင်းလဲလာခဲ့တယ်မင်းသားတယောက်ဖြစ်ဖို့ဖြစ်ရမယ်ဆိုတော့စိတ်ကူးညီမှုက သူ့ငယ်ဘဝကိုမှန်းမှုထားလိုက်ချင်ပေါ့ဒါပေမဲ့အမားဖြစ်သူမတော်တဆကားတိုင်းမိရာကအိမ်ရဲ့စားဝတ်နေရေးအတွက်သူပါဝင်ရုံးကံကိုဖြစ်လာခဲ့ခွန်နှစ်တားဘဝမှာလက်သေးညှက်အိတ်ကြီးကိုလဲပြီးဟောင်ကောင်ဇီးလန်တို့ခုမှာ ူဘဝရဲ့ပထမဆုံးရုန်းကန်မှုကိုစတင်ခဲ့ပါတယ်။သူကမရှက်တဲ့တော့အငယ်မဖြစ်သူကအမှတ်တရဖြစ်စီချို့ကို ရောင်းခဲ့တယ်လို့သူကလည်းလက်သေးနဲ့ရောင်းခဲ့ကြတယ်။အလဲတန်းကြောင်းသားဘဝမှာတော့ခေါဆွဲဆိုင်မှာညာပိုင်းစပွဲလို့ကလောက်ရင်ဘဝကိုရုန်းကန်ခဲ့ပါတယ်။အမှလည်းဖြစ်သူကတပ်ပုံဆရာမှာတိတ်ဖြစ်ခြင်းလဲ။ဒါကိုတီးတဲ့မောင်ဖြစ်သူကအမရဲ့အသက်၁၄နှစ်ပြည့်မွေးနေ့မှာ ကင်မရာအဟောင်းတစ်လုံးကိုဝယ်ပေးနိုင်မှုစပွဲတို့လုံးကိုကြောင်းတည့်ရဲ့အမြင်ပြက်ပြီးပို့လုပ်ခဲ့ပါတယ်။ဒါကိုမိခင်ဖြစ်သူကတိရိုက်ရရန်ဖြစ်ရတဲ့ထူကလေးရဲ့ငယ်ဘဝဟာတွေးကြည့်ရင်ရင်နာစရာတွေများလာပါတယ်။အထက်တန်းကြောင်းစတဲ့ချိန်မှာတော့သူဟာရုပ်ရှင်လောကကိုအယူမှုဖြစ်နေခဲ့ပါပြီ။အားရင်အားသလိုဘရုစ်လီရဲ့အခွေတွေကြည့်လမ်းဘေးကရောင်းတဲ့တိုင်းစာအုပ်တွေဝယ်ပြီးတိုင်းကျင့်ရတယ်။ တစ်ဖက်မှာလည်းစပွဲလို့အပြင်ကျွေတဲ့ဆက်ရော်တစ်ခုကအထမ်းသမားဖြစ်ပါလုပ်ခဲ့တယ်။သူကတော့ခြားသူမဟုတ်ဘူး။နောက်တစ်ချိန်မှာအာရှရုပ်ရှင်အဆင့်တန်းကိုကဘာအနှက် ထိုးဖောက်ပြလာမယ်။အာရှရဲ့အရှင်ဟာတကင်းအဖြစ်အတိမတ်ပြုခံရမယ်ကျွန်တော်တို့ငငယ်ကကြည့်ရတဲ့ရှောင်းလင်းဘောလုံးမင်းသားကြီးစတီမင်ချောင်းပါပဲ။နောက်ပိုင်းအကောင်းဆုံးဒရိုက်တာအကောင်းဆုံးဟာတာတယောက်ဆောင် Pacific Friend Festival ရဲ့အကောင်းဆုံးမိသားဖြစ်တတ်မှတ်ခြင်းခံလာရမယ်ကျွန်တော်တို့ငယ်ဘဝရုပ်ရှင်ဤပညာတွေမဆန်းသင့်ခင်မှာတော့တူကတွေကအထူးဆန်းတွေဖြစ်စေခဲ့တဲ့ဟာတာမင်သားကြီးစတီဗင်ချောင်းပါပဲမှန်ညာဆိုတာနာကျင်မှုရဲ့အရင်းမြစ်ပဲအဲ့ဒီနာကျင်မှုကိုမေ့ထားနိုင်မှုကစူးလက်တစ်ခုပဲစတီဗင်ချောင်းချောင်းထက်ထန်ကြောင်းသားနောက်ဆုံးနှစ်မှာတော့ ကြောင်းထွက်ပြီးအလုပ်လုပ်ရဖို့ထိမိသားစုစားဝတ်နေရာခက်ခဲခဲ့ပါပြီ။သူကြောင်းထွက်ခဲ့ပြီးတက္ကသိုလ်ဆိုတာကြီးနဲ့ဝေးတဲ့အလုပ်ကျန်သမားဘဝကိုရောက်ခဲ့ရတယ်။ဒါပေမဲ့သူစိတ်ကူးယဉ်မှုဖြစ်တဲ့တရုတ်ဆောင်မင်းသားဘဝကိုဘယ်တော့မှမေ့မထားခဲ့ပါဘူး။ဒီလိုနဲ့အလုပ်ကျန်သမားဘဝနဲ့15နှစ်သားမှရုန်းကန်နေစဉ်ရုံးတစ်ခုကအလုပ်သမားခေါ်တဲ့ကြော်ညာစားဆောင်တစ်ခုကိုသူရရှိသွားခဲ့တယ်။ဒါကြောင့်ပဲသွားလျှောက်ရင်ထူယုံရတောက်တူမယ်ရ ပစ္စည်းထံပစ္စည်းမှတခုခုဝယ်ခိုင်းရင်တောင်းဝယ်ပေးရတဲ့အလုပ်သမားအဖြစ်လုပ်ခွင့်ရခဲ့တယ်။ဒါကလည်းပညာချက်တွေလောက်ကန်တဲ့ရုံးတွေမှာဒီလိုအထက်တန်းကျောင်းသားအဆင့်ဖို့ဒီလောက်ပဲလုပ်လို့ရတာပေါ့။ဒါပေမဲ့ तू စိတ်မပြတ်ခဲ့ဘူး။ဘာကြောင့်လဲဆိုတော့ဒီရုံးကဝတ္ထုတွေကိုဖြန့်ချီပုံနဲ့တိဖြတ်ပေးတဲ့ရုံးတစ်ခု။ဒီကနေချောင်းဟာဝှထုရဲ့သဘောတရားချိတ်ဆက်မှုတွေကိုလေ့လာဖတ်ရှုခဲ့တယ် အချိန်ကြာလာတော့ဒီအလုံးမှာဆက်လုံနေခြင်းကသူ့အိမ်မက်အတွက်ဘာမှဖြစ်လာမှာမဟုတ်ကြောင်းကိုသိလာခဲ့။ဒါကြောင့်ပဲထိုအလုံးကထွက်ပြီးဟောင်ကောင်မြို့ပေါ်ကစားတောက်ဆိုင်တစ်ခုမှာစပွဲတူထပ်လုပ်ခဲ့ပါတော့တယ်။ဒါကသူ့ရည်ရွယ်ချက်တစ်ခုပါပဲ။အကြောင်းကတော့ဒီစားတောက်ဆိုင်ကပြည်တဲ့အခန်းမှာနေနေ့လယ်ပိုင်းတွေကို TVB ဆိုတဲ့ရုပ်သံတန်းတစ်ခုကဖွင့်တယ်။တင်းဥဆောင်တင်တဲ့ကိုတက်ချိန်လိုပါပဲ။ဒါပေမဲ့ကိုးချိန်ကြတိဖြေခဲ့တင်းဥဆောင်ပြခဲ့တာတော့ အရေးအချင်းလုံးဝမရှိဘူးဆိုပြီးပယ်ချခဲ့ပါတယ်။ကိုယ်တိုင်မလှုပ်ကြည့်ပဲနဲ့မဖြစ်နိုင်ပါဘူးကွာလို့ဝေဖန်တဲ့သူတွေကိုကျွန်တော်ယဲမိတယ်။မဖြစ်နိုင်တာထက်မလှုပ်ချင်တာက လူတချို့အတွက်အဖော်ဖြစ်နေလို့ပါပဲ။စတီဗင်ချောင်းကိုကြီးအပယ်ခံရပြီးနောက်မှာတော့သူဟာဇွဲမလျှော့လို့ TVB ကနေဘယ်တော့မှဖောင်လက်မခံဘူးအထိလောက်ခဲ့ပါတယ်။ချောင်းဟာ ဒီလင်းလန်းတဲ့ရုပ်ရှင်လောကရဲ့ဝင်မှုဖြစ်နိုင်တာကိုတည်သွားခဲ့ပါတယ်။ဒါပေမဲ့ဇွဲမလျှော့ဘူး။ TVB ကရုပ်တန်ဇက်လန်းတွေကိုရိုက်ကူးရရိုက်ကူးရဖွဲ့နောက်ကိုလိုက်ရင်တစ်ဖွဲ့လုံးရအောက်ကြကန်လူရခိုင်းဘက်ဖြစ်ထပ်မံလုပ်ခဲ့ပါတော့တယ်။မင်းသားခိုင်းတဲ့ကအစဆက်ဖွဲ့ကအထံသမားခိုင်းတာဒီရိုက်ကွင်းတစ်ခုလုံးရခိုင်းဘက်ဖြစ်လုပ်ရင်သူယူတော့တဲ့တေဥဆောင်လူဘဝကိုလက်တွေ့စကြလေ့လာခွင့်ရခဲ့ပါတော့တယ်။ ဒီအချိန်မှာသူတွားတွေ့တာကလီချီဟောင်းဆိုတဲ့အရန်မင်းသားတယောက်ပါပဲလီချီဟောင်းကိုတောက်တူမရလို့ပြီးရင်သူနဲ့ခင်မလာခဲ့တယ်လီချီဟောင်းကဒီလူငယ်ဟာရုပ်ရှင်ပေါ်အရန်ယူတုတ်သူပါလားဆိုတာကိုသိရှိသွားခဲ့ပြီး TVB ကနေညာပိုင်းတင်တဲ့တက်ချီပိုင်းတရုတ်ဆောင်တင်တဲ့ခုမှာသူ့ကိုတက်နိုင်ဖို့ TVB ကိုပြောပြခဲ့ပါတယ်1980ခုနှစ် သူ့အသက်18နှစ်မှာဒီတင်တန်းကိုတက်ရောက်ခွင့်ရခဲ့ပြီးအသက်20အထိရုပ်ရှင်ရိုက်ခွင့်ရတောက်တူမေယာဘဝနဲ့လောက်ခဲ့ရပါတယ်1982ခုနှစ်မှာတော့ TVB ရဲ့ဇာတ်လမ်းတစ်ခုဖြစ်တဲ့ Dimmy Cost in Simi Device ဆိုတဲ့ဇာတ်လမ်းတွေမှာစတင်ပါဝင်ရခဲ့ပါတယ်ဒါပေမဲ့ TV ရတဲ့လူတွေအခန်းနဲ့ဖြတ်လျှောက်တုံးလေးခန်းပါပဲစကားပြောခန်းတစ်ခုမှမပါပါဘူး ဒီလိုနဲ့ချောင်းဟာ The Legend of Master so the Amasuri the Old Man on Mr. The Legend of the Condorfin the Justice စတဲ့ဇလံတွဲတွေမှာဖြတ်လျှောက်တခန်းစနှခန်းစလူသားတို့နဲ့မြို့သူမြို့သားနေရာတွေတခါတလေရဲတပ်ဖွဲ့ကရဲဥညာဖြစ်တာပါဝင်ခဲ့ပြီး1980နှစ်ကနေ1988အထိ6နှစ်လောက်ရုန်းကန်ခဲ့ပြီးတယောက်ဆောင်တယောက်ရဲ့လေးကိုနေရာပြစရာတိတ်မရှိခဲ့တာတော့ဇွဲမလျှော့ရပါဘူး တခါသူပါရီစုတဲ့ဇလန်တွေကို အမဖြစ်သူတွေကိုကြွားချင်းလုံးလို့ TV ကဒီနေ့ပါနူနူဟိုနေ့ပါနူနူနဲ့ဆောက်ကြည့်ခဲ့ကြသူပါဝင်ခဲ့တဲ့အခန်းဟာဇလန်တွေစပြပြီး9လကြာမှ73စက္ကန့်သာသာပါဝင်ခဲ့ပါတယ်ဒါပေမဲ့ဒီလို6မြတ်တာဘာနေရာမှမရတာတော့အမှုပညာလောကကိုမစွန်ခဲ့တဲ့ချောင်းဟာရုပ်ရှင်တွေပဲဒါတချို့နဲ့တော့ခင်မင်းခွင့်ရခဲ့ပါတယ် 1983ခုနှစ်ကသူပါဝင်ခဲ့တဲ့ Special Forty ဆိုတဲ့ငားနှစ်ခွဲလောက်ကြာအောင်ပြသခဲ့တဲ့ဒီအစီအစဉ်မှာလည်းချောင်းဟာ Director တချို့နဲ့ခင်မင်းဝင်ရခဲ့ပါတယ်။ဒါကချောင်းရဲ့ပထမဆုံးရုပ်ရှင်က Final Justice မှာဒုတိယမင်းသားနေရာကနေမင်းသားကြီးဒန်နီလီနဲ့အတူပါဝင်သရုပ်ဆောင်ဖို့ဖြစ်လာခဲ့ပါတော့တယ်။ဒီကားဟာ Hong Kong Dollar 5သိန်းများသာတုံးပြီး၈တန်အထိအမြတ်ကိုရရတဲ့ကားဖြစ်တယ်လို့ 25 Golden Horse Award, Hong Kong Fringe Award, Best New Performer နဲ့ Hong Kong ရုပ်ရှင်ရဲ့အကောင်းဆုံးဇာတ်ပုဆုရှင်အဖြစ် Steven Chow ဟာဒုတိယမင်းသားနေရာသာဖြစ်ပေမယ့်ဒီတကားလုံးရလူစိတ်ဝင်စားမှုအများဆုံးတရုတ်ဆောင်ဖြစ်ခဲ့ပါတော့တယ်။တရုတ်ရုပ်ရှင်တမိုင်းမှာဒီလိုတာမန်အောက်ကားတကားကနေတစ်နှစ်တာအတွက်အဓိကဆုကြီးတွေတဲပိုက်ခဲ့တာ အရင်ထူးဆန်းခဲ့ကြတာပေါ့။ တရုတ်ဆောင်ချက်ကတကယ်ကြည်ကွဲခံစားနေပေမဲ့လူများအဖို့စတီဗင်ချောင်းရဲ့တရုတ်ဆောင်ချက်ကဘယ်မင်းသားလည်းမတူတဲ့ဆက်ရုပ်တစ်ခုကိုမြင်တွေ့ခဲ့ရပါတယ်။ဒါကစတီဗင်ချောင်းဆိုပြီးအာရှရုပ်ရှင်လောကမှာဘယ်မင်းသားလည်းမတူတဲ့ရုပ်ရှင်လမ်းတစ်ခုကိုလမ်းဖောက်ဖို့မင်းသားတူပေါ်ထွက်လာခဲ့ခြင်းပါပဲ။အဲ့ဒီနောက်တချို့ကားတွေဇလန်းတွဲတွေမှာအရင်ဖြစ်ပါခဲ့ပြီးစတီဗင်ချောင်းဆိုပြီးထပ်မံတွေ့ရမယ့်ရုပ်ရှင်ကားတကားကို 1988ခုနှစ်မှာပဲကြီးညာခဲ့ပါတယ်။ဒီကားကတော့1989ခုနှစ်စင်မာလာမှာရုပ်တင်ခဲ့တဲ့မင်းသားကြီးဂျက်လီရဲ့ Dragon Fire ရုပ်ရှင်ကားကြီးပါပဲ။ဒီကားမှာစတီဗင်ချောင်းဟာစက်ပုတ်နေရာကပါဝင်ခဲ့ရပါတယ်။ဒီကားကချောင်းခေါင်းဆောင်မင်းသားတူဖြစ်ဖို့လမ်းစားရခဲ့ခြင်းပါပဲ။ဒီကားရုပ်မတင်ပြီးကြော်ညာလိုက်ကြတဲ့ကချောင်းကို The Final Combat ကားရဲ့မင်းသားဖြစ် GBA ကယူခဲ့သလို1989ခုနှစ်မှာပဲရုပ်တင်ပြသခဲ့တဲ့ဟူရှူဟာတာစကားပါဒီကားပြီးမှာတော့စတီဗန်ချောင်ဆိုတဲ့နာမည်တစ်ခု ဟောင်ကောင်ရုပ်ရှင်လောကမှာတတိထားစရာဖြစ်လာခဲ့ပါတယ်ဘာဝင်လဲဆိုပြီးကြည့်ရင်တာမင်ငပိုးရုပ်ပဲမြတူကားကြည့်ပြီးမရေတဲ့လူမရှိလာသလိုသူဟာရုပ်ရှင်လောကရဲ့ဖြစ်ရိုးဖြစ်စဉ်ဟာတာပြောက်ွက်တွေထက်ထူးခြားတဲ့ဟာတာလန်တစ်ခုကိုတီထွင်လာတဲ့လူဖြစ်လာခဲ့ပါတယ် ဂျက်ကီချန်ကအရှင်မင်းသားတွေနဲ့ဟာတာချဘတ်တွေနဲ့လန်တစ်လောက်ပြပြီးကဘာကိုထိုးပေါက်ခဲ့သူစတီဗင်ချောင်းသူ့ကိုကင်အော့ကော်မတီလို့ဘာကြောင့်ရုပ်ရှင်လောကကပြီးရတယ်လဲဟုတ်ပါတယ်စတီဗင်ချောင်းကမစ္စတာဘင်းလို့ပဲအာရှရုပ်ရှင်သမိုင်းရဲ့ကင်အော့ကော်မတီဖြစ်မှတ်တမ်းတင်ခံလိုက်ရမယ်သူကသူများပါမှလဲသူများပါလို့လဲခမားလိုက်ကြည့်ဝေဖန်နေသည်၍ခမားပါဖြစ်လာမလဲဆိုတဲ့မင်းကောင်က ကွက်လက်ဖြစ်နေအောင်မှာပါပဲစတီဗင်ချောင်း Fiber to School ဒီကားကိုပြသခဲ့ခြင်းကဟောင်ကောင်ရုပ်ရှင်လောကပြသွားခဲ့တယ်1990ခုနှစ်မှာဟောင်ကောင်ရဲ့ Golden Chan ထုတ်လုပ်ရေးကဒီကားကိုအရှုံးပေါ်ခဲ့ရင်စတီဗင်ချောင်းကိုမင်းသားစာချုပ်ကနေဖြတ်သိမ်းမယ်ဆိုပြီးလုပ်ခဲ့ပြီးမြန်ဟောင်ကောင်ဒေါ်လာ54တန်းဒီပါအထိအမြတ်ငွေရခဲ့ပါတယ်ဒီကားမှာရဲတယောက်ဖြစ်ပေမဲ့ အမှုတစ်ခုကိုလိုက်ဖို့အတွက်မမိတက်ခဲ့တဲ့ចောင်းတော်ကြီးထံចောင်းသားအောင်ဆောင်ရင်တဖန်ပြန်လာခဲ့ခြင်းဆ ्याम တို့ဦးနဲ့ဆုံတွေ့ခဲ့ပုံတာမန်ဟာတာကားတွေကနေခွဲထွက်လာတဲ့ဟာတာအရှင်ကားအသေးတစ်ခုဖြစ်မြင်တွေ့ခဲ့ရမှာပါအသေးတစ်ခုကိုပြောင်းလဲဖန်တီးဖို့ဘယ်တော့မှမပြောင်းလဲတဲ့အရာတင်းမှလိုအပ်တယ်အဲ့ဒါကကိုယ်ရည်မှန်းကြပဲစတီဗင်ချောင်း ိုကိုကိုနှိပ်ချပြီးရီမန်းချက်ကိုကြိုးစားပါ။အောင်မြင်မှုဆိုတာ မြင့်တက်လာပါလိမ့်မယ်။စတီဗင်ချောင်းလောကမှာအဆုံးရောက်ဆိုတာဘယ်အရာမှမမြဲသလိုဘယ်အရာမှမကောင်းဘူး။ဘာသာရေးနိုင်ငံရေးလူမျိုးရေးအမှုပညာဘယ်အရာမှ အဆုံးမရောက်သင့်ဘူး။ဒါပေမဲ့အဆုံးထိကြိုးစားတက်ဖို့တော့လိုတယ်။စတီဗင်ချောင်းဒီလောက်ကောင်းတဲ့ဇတနာတွေကို ဒီလိုဟာသာတယောက်ဆောင်တယောက်ကဘာကြောင့်ပြောနိုင်ရေးနိုင်လဲလို့ကျွန်တော်အစားကတန်လျာဖြစ်မိရယ်တေချာလေးလာကြည့်တော့မှစတီဗင်ချောင်းဟာမင်းသားတူပြင် စာရေးဆရာတူပါလောက်ခဲ့သူပါစာအုပ်တွေလူမသိသူမသိချောင်းဆိုတဲ့ကလောင်နမဲနဲ့ထွက်ခဲ့သလိုနိုင်ငံရေးလူမျိုးရေးဆိုင်ရာစာတွေကို ရေးသားခဲ့ဘူးသူပါမကြခင်ကထွက်ခဲ့တယ်တချောင်းကော်လရှင်စာအုပ်ဟာလည်းအမေရိကထိရောင်းချနိုင်ခဲ့တယ်လို့ စကားရည်ရဲ့စံညိုးရေးဆရာတူလည်းဖြစ်သူပါနင်ငါ့ကိုမချစ်လို့နင်ပြောမယ်ဆိုနင်ပြောဖို့အတွက်ပဲနင်စဉ်းစားပါနင်ငါ့ကိုတစ္ဆာဖောက်လို့နင်ပြောမယ်ဆိုနင်ပြောဖို့အတွက်ပဲနင်စဉ်းစားပါငါနဲ့ကိုမရဘူးငါနဲ့ကိုရလိုက်ရင်ငါနှလုံးသားပဲနာကျင်ရမှာနင်ပြောမှာမဟုတ်ဘူးစတီဗင်ချောင်းတချောင်းကောလရှင်ချောင်းရဲ့1992ခုနှစ်နောက်ပိုင်း စကားအများစုဟာရုပ်ရှင်လောကကိုအံ့အားသင့်စေခဲ့ပါလေ။ဟာတာကိုအရှင်နဲ့ရောဖန်ပြီးတဲ့ကားတွေနဲ့ခြောင်ရက်ကားအများစုဟာခွဲထွက်လာတဲ့ပုံစံလေးဖြစ်တယ်လို့ rating 6.9နဲ့9ကြားအမြင်ရခဲ့ပါလေ။ဒါအပြင်နာမည်ကြီး Hollywood ရုပ်ရှင်ကားများကိုတယောရိုက်ကူးခဲ့တဲ့ကားတွေမှာလည်းခြောင်ဟာအောင်မြင်မှုများစွာရခဲ့ပါလေ။1992ခုနှစ်ကထွက်ခဲ့တဲ့ ကင်အော့ဘကာဒီကားဟာလေစတီဗင်ချောင်းရဲ့ဒရာမာဆက်ရုပ်ပိုင်နိုင်မှုကိုဟာတာတချို့နဲ့ပေါင်းစပ်ပြီးပြသခဲ့ပါဗျာဒီကားမှာစာမဖတ်တတ်တဲ့လူကြီးသားထင်ရဆိုင်တတ်တဲ့ဇက်ကောင်တွေရကပါခဲ့ပြီးအချစ်ကို တွေးရှိချိန်မှာတော့ချစ်သူကလူရေရှင်စာမိုးပွဲအောင်မှာစဉ်းစားပြီးမှဆိုရကနေနောက်ပိုင်းတိုင်းလောကနဲ့ကြုံတွေ့ရမှုတွေရုံသုံးကားဖြစ်မှုတွေကြား drama စစံ ကောမဒီပြောက်ွက်များနဲ့ပြသခဲ့တဲ့ကားကောင်းတကားပါပဲဒီကားဟာ6ရက်1990ခုနှစ်ကအော်အော်တဝင်းနာကားလိုပဲအောင်မြင်မှုများစွာ ရခဲ့ပါတယ် tricky brain ဒီကားကလည်းကြည့်ရင်တာမန်ဟာတာကားလိုထင်ရပေမယ့်ယူလင်တယောက်ရဲ့ယူသားတဲ့စိတ်ရင်းဗီဇကိုပြသထားတဲ့ကားပါသူတက်တဲ့ဒီပညာနဲ့ပဲရာစုဝကိုင်းကိုတိုက်ခတ်မှုတွေနဲ့စတီဗင်ချောင်းရဲ့ထုံးစံအတိုင်း ခွဲထွက်ထားရပါတယ်60မီလီယံမှာဒီကားကလည်းထူးပြောစရာမလိုတဲ့1995ခုနှစ်လိုအချိန်ကတောင်အမေရိကတွေပြတ်သားခွင့်ရခဲ့တဲ့စတီဗင်ချောင်းရဲ့ကားပါလက်ရှိဆိုစတီဗင်ချောင်းဟာရုပ်ရှင်ကား60ကျော်ရိုက်ကူးထားခဲ့ပြီးဖြစ်ပြီးကားတိုင်းကအတင်းတစ်မျိုးစီ action drama comedy အစိုးလင်ပါဝင်ပြီး ဟာသကားတွေပဲမယ်ဘဝအတွက် မက်ဆီတခုအမြဲထည့်ထားတက်ပါတယ်။စတီဗင်ချောင်းဆိုပြီးစားသိစေခဲ့တဲ့ຢာကသူ့ရဲ့အမာခံပြည်သက်ဖြစ်သွားစေခဲ့တဲ့ကျွန်တော်အတွက်ကာနကာလည်းရှိပါတယ်။ဒါကတော့ကြုံကြိုက်လို့ပြန်ဖောက်တယ်ချခြင်းပေါ့။ပထမကာကတော့ကျွန်တော်တို့ငယ်ဘဝ TV မဝယ်နိုင်လို့တဆယ်ပြီးပြီးကြည့်ရတယ်။ကျွန်တော်တို့တန်းရွယ်လောက်က King of Comedy ပါပဲ။ဒီကားကစတီဗင်ချောင်းကိုယ်တိုင် ဒါရိုက်တာလောက်ရိုက်ကူးခဲ့တယ်လို့ကားနာမည် King of Comedy ဖြစ်စတီဗင်ချောင်းကိုအာရှရုပ်ရှင်လောကမှာလူပြောများခဲ့တဲ့ကားတကားပါပဲ1999ခုနှစ်မှာဒီကားကို ရုပ်တင်ပြသခဲ့ပြီးဟောင်ကောင်ဒေါ်လာတန်း40ထိရခဲ့တဲ့ကားပါဒါအပြင် Hong Kong Friends Awards ကြီးကိုပါရရှိခဲ့ပါတယ်ဒုတိယကားကတော့ဗီဒီယိုရောကမှော်ဖို့လုံးလို့ပြတာကို ကြည့်ရရတဲ့ရှောင်းလင်းစော်ကားကားပါပဲ ဒီကားဟာစတီဗင်ချောင်းကိုတိုင်ဇလန်ဒရိုက်တာမင်းသားအဖြစ် ပါဝင်ခဲ့တဲ့ကားတကားပါဒီကားကိုရန်ကူးနေချိန်တပတ်အကြာမှာမှန်းထားတဲ့ငွေကြေးနဲ့သူလှုပ်ရှင်တယ်လို့မဖြစ်နိုင်မှန်းသိလို့ချောင်းကကားရိုက်နားလိုက်တယ်ဒါပေမဲ့ချောင်းကိုစောက်ကြည့်နေတဲ့ရိုဝန်ဆိုတဲ့ယူနီဘာထုတ်လို့ရေးကကိုချင်းတလောက်ကိုရိုက်မယ်ဆိုပြီးကန်လန်းလာခဲ့တယ်ထူချမှုကတော့ဒီကားကြည့်ဘူးသူတိုင်းသိကြမယ် ခရိုမာနဲ့ effect သုံးမှု steel strand သုံးပြုမှုရှောင်းလင်းတန်းကိုမှန်ကျင်တဲ့ရောစက်မှုတော်တော်ပြည့်ဝတဲ့ကာရကပါဒီကားရဲ့ animation ဘန်းကိုကိုင်ရတာလဲတခြားသူတော့မဟုတ်ဘူးယနေ့ရုပ်ရှင်သမိုင်းတစ်လျှောက်ရုပ်တင်ဝင်ဝင်အမြင့်ဆုံးကားအဖြစ်သမိုင်းဝင်ခဲ့တဲ့ avatar ကားကိုတာဝန်ယူခဲ့တဲ့ dandy လို့တငယ်ချင်းတစုပါပဲဒီကားဟာစာအုပ်အနေနဲ့ထွက်လာချိန်မှာပဲ အမေရိကန်ရဲ့ဘက်ဆယ်လာကောမဒီဘုတ်ဖြစ်ခဲ့ပါတယ်။ထူးချင်းကအမေရိကန်ဒေါ်လာ50တန်အထိဝင်ဝင်ရခဲ့တယ်လို့ယနေ့အထိဆန်းသင့်နေတဲ့အာဂါဇာဟာတာအရှင်ကာရကပါ။ရှောင်းလင်းစောကဇက်ကကိုကျွန်တော် channel မှာလည်း recap ဖြစ်ပြန်လည်တင်ဆက်ထားပါတယ်။တော်တော်ကြည့်ရှုခံစားနိုင်ပါလေ။ ကိုပေါ်မကောင်းဘူးဆိုရင်တော့ကိုကကောင်းပြီးလိုက်ပါကိုကောင်းရင်ဘာမှမဖြစ်ပါနဲ့ကိုပါမကောင်းရင်တော့တင်ဟာညံနေသူတရားဖြစ်သွားလိမ့်မယ်စတီဗင်ချောင်းမိသားစုကဘာပေါ်မှာအတူဆုံးနဲ့အတိတ်ပဲရှိဆုံးကြပြတပုတ်စတီဗင်ချောင်းခင်ဗျားဘလောက်တော်ကြောင်းတခြားသူတွေကိုလိုက်ပြိုင်လိုက်ရန်တွေ့နေကုန်မလို့ခင်ဗျားတော်တာမတော်တာသူတို့နဲ့မဆန်ဘူး ခမညာကိုတိုင်းလည်းပဲတက်ဆိုင်တယ်စတီမင်ချောင်းဒီတသနာသမားကြီးရဲ့အကားတွေကိုတကားချင်းပြောနေနေတော့ကုံမှာမဟုတ်ဘူး CJ7 ကိုတိတ်ပံကားတော့သူကဒရိုက်တာဇလန်းမင်းသားလောက်ရိုက်ပြီးဟောလီဝုဒ်ကြီးတူးခဲ့တာလားကြည့်သူ့ရဲ့ဘရန်ကတာမန်ထက်ထူးခြားတယ်ပြောတာဒါကြောင့်လေအာရှရဲ့တော်တန်မှုပညာရှင်တွေရှရော့ခန်ဂျက်ကီချန်ဂျယ်လီရိုးနဲ့အပြိုင်ကဘာကိုတူးနိုင်ရတာပေါ့ သူဒရိုက်တာလှုပ်ထားပြီးထွက်ထားတယ်။တမန်မိတ်ဟာလည်းတရုတ်ရုတ်ရှင်တမန်ရဲ့ငွေအကောင်းဆုံးကားအဖြစ်အမေရိကန်ဒေါ်လာ953သန်းကျင်းများတောင်ရထားခဲ့သလိုအာရှရဲ့ထိတ်တန့်ကားတကားအဖြစ်တမန်ဝင်သွားခဲ့ပါပြီ။ဒါအပြင် အာရှရဲ့အမျက်အများဆုံးရခဲ့တဲ့ဇက်ကားရဲ့ဒရိုက်တာဖြစ်ချောင်းဟာခက်တတီပဲဝိုင်းရင်းဒရိုက်တာကြီးတွေကိုကြော်ပြီးရက်တည်လာခဲ့ပါတယ်။ပထမဆုံးရုံတင်တဲ့နေ့မှာတင် အမေရိကန်ဒေါ်လာ50.6တန်းအထိရရှိပြီးဟောလိဝုဒ်ရဲ့တတိယကျယ်ကားတွေဖြစ်တဲ့ First and Furious 7, Star Wars, Jurassic World တို့ကိုကြောပြီးရည်တည်ထားခဲ့တဲ့တရုတ်ရဲ့တမိုင်းတွင်သွားတဲ့ကားကြီးတကားပါပဲ။စတီဗင်ချောင်းကိုလည်းဝါရင်အဖကြီးတွေဖြစ်တဲ့ Jackie Chan, Jet Li တို့ကလေးစားချီးကျူးခဲ့ကြတာဒါကြည့်ပေါ့။ Journey to the West အားလုံးသိကြတဲ့ခြုံရိုက်ကူးဇက်လန်းဖြစ်ပါလာတဲ့ဝူခုံလူပြောင်းဝင်စားတဲ့ကားကြီးကလည်းထုတ်လုပ်သူဒရိုက်တာဇက်လန်းကိုစတီဗင်ခြုံကြီးကအမေရိကန်ဒေါ်လာ215တန်းအထိရယူထားပြနိုင်ခဲ့တဲ့ကားကြီးပေါ့2013ခုနှစ်ရဲ့အောင်မြင်မှုတွေကိုရယူထားနိုင်ခဲ့တယ်လို့နောက်ပိုင်းဒရိုက်တာဇက်ညွန်းဇက်လန်းနဲ့သာလောက်ကန်လာတဲ့စတီဗင်ခြုံကသူ့တုံးကစူးစမ်းမှုတွေကို ပါဝင်တရုတ်ဆောင်တွေကိုပြောပြပြီးရဟာဇဲအကျင့်တရားမကပြုလုပ်တတ်လို့လဲသူနဲ့ရိုက်ချင်တဲ့မင်းသားမင်းသမီးခက်ရှာရှာလို့တရုတ်မှာတရင်ကြီးနေတဲ့ဒရိုက်တာကြီးပေါ့ကဘာကြီးကအကျယ်ကြီးပါစက်ကြော်တာကပူကျဲတယ်ဒါကြောင့်ဘယ်အလုပ်မဆိုရေရိုးလေးပဲတွေးပြီးလောက်ပါစတီဗင်ချောင်းကြေကွဲလို့ကုံသွားတဲ့ချိန်ခံစားလို့ကုံသွားတဲ့ချိန်တွေက နောက်တစ်ချိန်ပြန်တွေးရင် နှမျိုးစရာတွေဖြစ်သွားတတ်တယ်။ပန်းဆိုင်ထားချိန်မှာ အကောင်းဆုံးပြီးဆက်ပါ။ဒါတော့စွန့်ခွာသွားရင်ကံတရားကို ပြစ်တင်လိုက်ပါ။ဆက်သက်ရှိဖို့ကြိုးစားပါ။စတီဗင်ချောင်း။ကိုကိုကိုဘဝမမြင်မိစေနဲ့။ကဘာမြေကြီးနဲ့ဖက်နှက်နဲ့ကန့်နေသည်ဘဝမြင်လာနဲ့ကြာရှုံးပါပဲ။စတီဗင်ချောင်း။အချစ်ဆိုတာကိုတွေ့တာနဲ့တတိတွေရလိုက်မယ်။လက်ရှိဘဝထက် ပို့調査ခြင်းစိတ်မဖြစ်လာဘူးဆိုသင်အချက်စစ်ကိုမတွေ့သေးလို့ပါ စတီဗင်ချောင်းလူတွေကမင်းကိုပြစ်ပယ်လို့မင်းပါမှမဖြစ်ဘူးမင်းကိုမယ်လူတွေရဲ့စကားတွေကြောင့်ပြစ်ပယ်မှာကြာရှုံးမှာစတီဗင်ချောင်းချောင်းဟာလက်ရှိမှာတော့မင်းသားအပြင်ဇလန်စံညွှန်းရေးဆရာအမှုပညာအကျံပေးထုတ်လုပ်သူစာရေးဆရာဒါရိုက်တာ ဟာသာတရုတ်ဆောင်နည်းပြအပြင်တရုတ်အစိုးရရဲ့အစိုးရအကြံပေးအရာရှိဖြစ်ပါခန့်အပ်ခြင်းခံထားရသူပါတချိန်ကဟောင်ကောင်ပြန်ကြစည်းတွေကလက်သေးညက်တွေကိုလိုက်ရောင်းနေတဲ့ကောင်လေးတယောက်အမဖြစ်သူတွေနဲ့အတူဇရိုက်ဆဆန်ရိုက်ဖြစ်ခဲ့တယ်ကြောင်သားလေးရိုက်ကွင်းကလူတကာခိုင်းပတ်တောက်တူမေယာကောင်လေးကအာရှရဲ့ထိတ်တန့်မင်းသားလေးဦးဖြစ် အာရှရဲ့ရုပ်ရှင်သမိုင်းမှာ ဝင်ငွေအကောင်းဆုံးကားတွေရဲ့ဒရိုက်တာအစိုးရရဲ့အကြံပေးဖြစ်လာခဲ့ပါပြီ။ဒါအပြင်ချောင်းဟာ Chase Lifetime Achievement Award ဆုကြီးကိုလည်းရရှိခဲ့တယ်လို့ Bus Actor Bus Driver Asia Pacific France Bus Actor Blue Ribbon Award Amsterdam Fantastic France Award Golden House Award လက်ဗီဂန်ဖရန်ခရစ်တီးဆိုရှယ်လီအဝစုတွေကိုပါရရှိထားသူပါစုကြီးပေါင်း26ခုကိုရရှိထားပြီးကဘာကပြည့်တဲ့စုများစွာလည်းရရှိထားခဲ့ပါပြီဒါအပြင်စတီဗင်ချောင်ဆိုတဲ့သူဟာဂျကီချန်ဂျက်လီတို့ကိုပါအကျော်ပြီးတရုတ်နုပညာရှင်တွေထဲမှာနုပညာကြီးအမြင့်ဆုံး The higher base star of China ဖြစ် 2016ခုနှစ်ဩဂုတ်လ22ရက်နေ့ကတရားဝင်ကြေညာခြင်းခံခဲ့ရပါတယ်လူတွေကမင်းကိုကဲ့ရဲ့လောင်ပြောင်းလိုက်မယ်အထင်သေးချလိုက်မယ်ဒါပေမဲ့မင်းကိုမင်းမကဲ့ရဲ့မိစေနဲ့အထင်မသေးမိစေနဲ့မင်းရဲ့အိမ်မက်တွေကိုမင်းကိုယ်တိုင် မကဲ့ရဲ့တင်ဒါဆိုမင်းဒီနေ့အောင်မြင်လာလိမ့်မယ်စတီဗင်ချောင်းတုံးသက်ချက်တွေအနေနဲ့ချောင်းဟာ ဆင်းရဲသားမိဘကမွေးဖွားခဲ့ပြီပါချောင်းမှာအမှုပညာမျိုးမရှိပါဘူးချောင်းဟာခုနှစ်တားကလေးကဟောင်ကောင်ပြန်ကြရသေးတယ်ကြီးနေခဲ့ရသူပါချောင်းဟာမိသားစုနဲ့အတူပြန်ကြရသေးတယ်ကလက်သေးညက်ရောင်းခဲ့ရတဲ့ကလေးတယောက်ပါအမဖြစ်သူတွေကသူ့ရဲ့ဒုတိယမိလို့ပြောခဲ့တဲ့ချောင်းဟာအမဖြစ်သူမျက်စိကွယ်ခဲ့ရချိန်မှာတော့ဘာမှမလုပ်ပြနိုင်ခဲ့လို့ရွှေရည်စိမ်းစည်းရီကိုတောက်ခဲ့ပြီး ကန်ကောင်းလို့မတည်ရဲ့ဒီပါချောင်းဟာအထက်တန်းပဲအောင်းဒီပါချောင်းဟာ TVB ညချောင်းကလွဲရင်ဘာတိုင်းဘာအမှုပညာသင်တန်းတက်ကတူမှမတက်ခဲ့ရပါဘူးချောင်းဟာလက်သေးညံ့ရောင်းသူစပွဲတို့အလုတ်ကျန်းသမားဘွားကနေရိုက်ကွင်းရတောက်တူမဲရလှုပ်ပေးရသူမှတဆင့်ဖြတ်လျှောက်လူစားထိုးအရန်ဖြစ်လှုပ်ခဲ့ရပြီး၆နှစ်တည်းတည်းဒီဘွားကနေစွန့်ခွာမသွားခဲ့ပဲဆက်လက်ရုပ်ကံခဲ့သူပါ ချောင်းဟာအရှင်ဟာတလောကရဲ့ခွဲထွက်လာတဲ့ဇာကားကိုခြားပြခဲ့သူဖြစ်တမိုင်းဝင်ခဲ့သူပါချောင်းဟာတရုတ်ရဲ့ဝင်ငွေအကောင်းဆုံးကားကိုရိုက်ကူးခဲ့ပြီမဲ့အမေရိကန်ဒေါ်လာတန်900ရကျော်ရရှိတဲ့ကားကိုရိုက်ကူးခဲ့ပြီမဲ့ဒရိုက်တာပညာကိုဘယ်မှာမှမတင်ခဲ့ရတယ်လို့ဘာဘက်ချက်မှ ထောက်ပံ့မှုမရတဲ့ဂျာကနေတရုတ်ရုပ်ရှင်လောကရဲ့ထိတ်တန်းဒရိုက်တာတူဖြစ်လာခဲ့ပြီပါ ချောင်းဟာဒါရိုက်တာဆက်လန်းရေးဆရာတရုတ်ဆောင်နီးပြအမှုပညာအကြံပေးထုတ်လုပ်သူအပြင်အစိုးရရဲ့အကြံပေးရရှိဖြစ်ပါခန့်အပ်ခြင်းခံထားရတဲ့စာရေးဆရာလည်းဖြစ်တဲ့လက်သေးညက်ရောင်းသမားတွေပါဆင်းရဲလို့လူဖြစ်မလျှောဘူးအိမ်မက်မရှိမှ လူဖြစ်လျှောပါပါသူများကိုဝေဖန်နေလို့လူတော်မဖြစ်လာဘူးကိုယ်တိုင်ဝေဖန်ခံရတဲ့နေရာရောက်အောင်ကြိုးစားမှ လူတော်ဖြစ်မှာပါ အမောင်လေးကြွေးကြော်နေလို့ဘာမှမဖြစ်လာဘူးအိမ်မက်နဲ့အတူအလင်းလေးရောက်အောင်တွားမှအောင်မြင်တဲ့လူတစ်ယောက်ဖြစ်မှာပါ